ခါတော့ကချင်းသေးကြီးတကောင်ဟာတော်တဲ့အရေးကောင်းတဲ့အပင်တောင်သူကအဲ့ကျော်လေးတကောင်ဟိုပြစ်ဒီပြင်းနဲ့ချင်းသေးကြီးမျက်နှာပေါ်ဖြတ်ပြေးပြီးတော့ချင်းသေးကအေးပြက်သွားလက်နှောသွားစိတ်လက်ဆိုးသွားတော့ကြောက်ဘတ်ဖားလိုက်ဖားလိုက်တယ်ဆိုရင်ကြောက်ကလေးကသူ့မှားသွားပြီဆိုတော့ပြစ်လိုက်တော့ကြောက်သွားတော့ပေါ့တေးမှကြောက်လို့တောင်းပန်ရှာတယ် အရှင်ချင်းသည်မင်းကျွန်တော်မျိုးရပြစ်ကိုတီးခါပါတချင်ကြရင်ဒီလိုတီးခါခွင့်လွတ်တဲ့အတွက်ခွင့်လွတ်ပေးတဲ့အတွက်ကျေးဇူးပြန်ဆက်ပါမယ်ချင်းသည်ကြီးရပြုံးလိုက်ချင်းဒီကောင်လေးကငါ့ကိုကျေးဇူးဆက်မယ်ပါကျေးဇူးဆက်သူ့တောင်းမှငါလက်တန်းတစ်ချောင်းလုံးတော့မရှိရဘူး ့ငါလက်ပွားပေါ်မှာငါလက်ဆုပ်ထဲမှာမင်းလောက်အောင်ငါဘာကျေးဇူးဆက်မှာအဲ့မတဖက်တွေးကြည့်ပြန်တော့လေဒီအကောင်လေးကိုတတ်စားလိုက်လို့လည်းသူဘာမှသူ့အတွက်မဝဘူးပေါ့ဘာမှတနက်စာမရအဲ့တော့အမလည်းမရတော့သူလည်းစိတ်ဆိုးလက်နဲ့ပြေးသွားတယ်နဲ့တူပါလေရှင်သေးရလွတ်ပြီလေဟောစိတ်ဆိုးပြေးတိခံလိုက်တယ်ပေါ့ လှုပ်ပေးလိုက်ခွင့်လောက်တိုက်တယ်သူ့အပြစ်တကယ်ဆိုစဉ်းစားကြည့်တဲ့စိတ်ဆိုးကျင်တော့ဆိုးကျင်စရာသူများအိတ်ကောင်းနေတဲ့အချိန်မျက်နာပေါ်လာပြီးတော့ဖြတ်ပြေးရလို့ဒါမှမဟုတ်လည်းအိတ်နေတဲ့အချိန်ဥပ္ပောတရဝါတကောင်းကောင်းဖြတ်ပြေးလိုက်မယ်ဆိုရင်အေးပြတ်တယ်ဘယ်လောက်စိတ်ဆိုးမလဲရှင်သေးစရာလည်းငကိုရဲအတက်တက်ဖြတ်တတ်တဲ့အကောင်ပဲတိုင်းမသူခွင့်လောက်လိုက်တဲ့တိခံလိုက်တယ်အဲ့ကလေးပြောတာကိုသဘောကျဒီကောင်းနေငါ့ကိုကူညီမယ်ဘယ်လိုကူညီမလဲဘယ်လိုကျေးဇူးဆက်မလဲ အနေကြတော့ချင်းသေးကြီးကတားကောင်ရှာရင်တားကောင်နေဖမ်းဖို့ရထောင်ထားတဲ့ဟိုဆိုရဲ့ပိုက်မှာမိသူ့ခွန်အားနဲ့ဘယ်လိုပဲယုံယုံပိုက်ကအလုံးမာတော့လုံးခိုင်တော့ယုံလို့မရအဲ့အတန်ကိုချင်းသေးကြီးရဲ့အတန်ကိုကြွက်ကလေးရကြားတော့ရောက်လာဗျာချင်းသေးမင်းစိတ်မပူပါနဲ့ကျုပ်တယောက်လုံးရှိပါတယ်ကျုပ်ကတိတည်ပါတယ်ကျုပ်ကူညီပါမယ်ဆိုပြီးတော့ ချင်းသေးကြီးရဲ့ခြေထောက်ဒီမှာမိနေတဲ့ပိုက်တွေကိုသူ့သွားလေးနဲ့တညာလုံးကိုက်ဖြတ်လိုက်တယ်။ပိုက်ကြိုးတွေအကုန်လုံးပြတ်သွား။ပြတ်သွားပြီးချင်းသေးကြီးလွန်မြောက်သွားတယ်။အဲ့မှာချင်းသေးကြီးကအော်တရဝါဆိုတာကြီးတာငဲတာမဟုတ်ဘူးသူ့နေရာနဲ့သူတော့တံပိုးရှိကြတာအတော့ဝင်ကြတာကြီးပဲလို့နားလည် ါလည်းအောက်စင်းပြောချင်တာဒါလည်းအောက်စင်းတို့ငယ်တုန်းကလည်းသင်မှုတယ်တန်းချောင်းတွေအောင်ပါတယ်တချို့ကကိုအောက်ကလူတွေကိုအထင်သေးတဲ့ကိုထက်နိုင်ญาတုအာနာပညာနိုင်တဲ့သူထင်သေးတဲ့လူတိုင်းလူတိုင်းကအကုန်လုံးပြည့်ပြည့်စုံအောင်တော်တဲ့သူရှိပါညစွာဖျားမှာမဟုတ်ဘူးเนาะဖျားတာလည်းအကုန်ပြည့်စုံတယ် ရဟန္တာတာဝကတွေတောင်းမှာပဲသူ့ဉာဏ်နဲ့သူပဲတော်ကြ။ဇာတုအနဲ့ရမြင့်ရဝအကြည့်အသေးမဆိုင်သူ့ဉာဏ်နဲ့သူတော့ဘယ်သူပဲဖြစ်ဖြစ်တော်ကြ။သူ့ဉာဏ်နဲ့သူတော့တန်ဖိုးရှိကြ။သူ့ဉာဏ်နဲ့သူတော့အလောက်လောက်နေတဲ့သူမှန်သမျှအတုံးကြတယ်အတုံးနဲ့ဝင်တယ် အရင်ချင်းလဲသူ့နေရာနဲ့သူတော်ရှိကြတယ်ပြပဲကိုလုံနေတဲ့ကိစ္စကိုသူမလုံနိုင်လို့ဆိုပြီးလူတိုင်းကိုလိုက်ပြီးတော့အထင်သေးကဲ့တဲ့စုံချတဲ့အနေထားမျိုးနဲ့ပြည်နေဖို့မလိုအပ်ဘူးဒါဟာလောကအတွက်ဘာကောင်းကျိုးမှလည်းမရှိဘူးကိုယ်တော်လည်းဘာကျိုးစီးပွားမှဖြစ်လာစေမရှိနိုင်ဘူးပေါ့